မင်္ဂလာညာချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူနန်းကြညို ရေးသားထားတဲ့ဝစ်ဆိုတဲ့သတိတံဝေကားရစရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ဒီဇာတ်လမ်းလေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးသူများလှုပ်ထားပေးခဲ့ကြပါအောင်နော်ဇာတ်လမ်းတွေတင်နိုင်ကြည့်ရအောင်လေဘေးနားက notification လေးကို နှိတ်ချပေးခဲ့ကြပါအောင်ခင်ဗျာဒီအဖွားကြီးတေလဲမတေနိုင်ဘူးချီးတွေပါချထားပြန်ပြီဟဲ့တခင်မတွေထားကြဒီမှာပိတ်တာအိုမကြီးရဲ့အညစ်အကြေးတွေထပြီးတန်ရှင်းလုပ်ပေးကြဟာအမေရအိတ်ကောင်နေရတဲ့အထဲပူညာပူညာနဲ့အေးနင်တို့ကသာမตาကောင်းလို့အိတ်နေကြ ငါ့မှာချင်းနှံတွေနဲ့အိတ်မရဘူးလာစားအဖွားကြီးမနက်ဝေလီဝလင်းအချိန်၌မအေးကျူအိမ်မှာစူညံစွာ အော်ဟစ်ဆဲဆို နေတံများကတက်တည်မဲ့စွာထွက်ပေါ်လာခဲ့ပါတယ်ဟူးဆော့ဆော့ဆီဆီကွာဒီမိမ့်မှာတက်တည်ရုပ်လိုက်တာကြည်စမ်းသူ့အမေအမေအိုကြီးကို ရေတွေပိတ်လောင်နေတာဒီလောက်ရာသီဥရုအေးနေတာကို ခေမွန်ဖြစ်သူကအိယာမအထကတဖက် channel အားလှမ်းကြည့်ရင်စိတ်မကောင်းဖြစ်ကရေရွနေပါတယ်။ဥပ္ပကိုနိုင်ရဲ့မိကတော့လေသူတို့ကိုကြည့်ပြီးတနေ့တနေ့စိတ်ဆင်းရဲနေရတာ။ဒါကြောင့်လည်းအရင်အရင်ကဒီအိမ်ကိုရောင်းပြီးပြောင်းပြေးတာနေမှာ။ဟုတ်မှာပေါ့မိယာ။ကိုတို့ကလည်းတေးချာမဆုံဆန်းပဲဝယ်မိတာအမှားပဲ။ခုမှတော့ဘယ်တက်နိုင်ပါ့မလဲ။ခေမွန်ဖြစ်သူကိုအောင်နိုင်က ပုံလေးဆက်စရေဖြစ်ကာအီလန်ထဲရှိမြစ်တာဟုပုံလေးဆက်၌အလုံးလုံးပါတယ်။ရခင်နေထိုင်ရာတိုက်ခန်းကခင်မွန်ဖြစ်သူရဲ့အလုံးနဲ့အတော်ဝေးလျာသွားရေးလာရေးအဆင်မပြေသဖြင့်ထိုတိုက်ခန်းအားရောင်းချ၍ဤရက်ွက်လေးရှိအိမ်အားဝယ်ယူကာပြောင်းရွှေ့လာကြသည်မှာမကြသေးပါ။ဤအိမ်ဝိုင်းကအတော်အတန်ကျေကာမလာကာပင်တရက်ပင်ဗန္ဒာပင်ကဲ့သို့ အပင်ကြီးများလည်းရှိတော်ကြောင်းအရေးရက အေဂျန်လှပါတယ် အရိအပြင်ဈေးလဲတင့်တော့ကြောင်းဤအိမ်လေးအားဝယ်ယူဖြစ်ခဲ့ကြလိတဲ့တို့ပါတော့လဲပြက်တနာကမိတို့ဝယ်ယူထားသောအိမ်နဲ့ဝိုင်းချင်းကလျက်ဘေးအိမ်မှာဖြစ်လိတဲ့ထိုအိမ်ရှင်အမျိုးသမီးရဲ့အမိမှာ မအေးကျူဟုအမိတွင်ကမိုးလင်းမှမိုးချောက်ပေါက်ပေါက်ဖောက်တကယ်တို့ရွတ်ဖန်နေပါတော့တယ်အထူးသဖြင့်သူရဲ့မိခင်မျက်မမြင်အဖွာကြီးအားဆဲဆို့နေခြင်းကကြားရသူ အပေါင်းကပင်အခုတို့ဖြစ်ရလိတဲ့ မမနွေမအေးကျူရဲ့အမေကဘာလို့မျက်စိကွယ်သွားတာလဲ။ဩအဖွားကြီးနံမီကဒေါ်အေးမှန်တဲ့အားလုံးကဖွားမုံလိုပဲခေါ်ကြတာဖွားမုံရဲ့မျက်စိကရေတိမ်ဆွဲနေတော့ကောင်းကောင်းမမြင်ရရှာဘူးအရင်ကဒီတမီရောတမတ်ရောမြေးတွေကိုရောသူကပဲပဲပြုတ်တောင်းခေါင်းပေါ်ရွက်ပြီးလောက်ကျွေခဲရှာတာသူ့မျက်စိကိုလည်းမကုနိုင်ရှာဘူးနောက်အသက်ကြီးလာတော့တဖြည်းဖြည်းမျက်စိကတိမ်ဖုံရင် မောင်ရကနေခုတော်လုံးဝကွဲသွားချတာသူ့တမက်ကလည်းအရက်လေးတင်းများများနဲ့တက်တိုက်ဖဲရိုက်ရက်ွက်ထဲကအော်ကြောလန်လေအဖွားကြီးကတမိတယောက်တည်းရှိတော့အလိုလိုက်ပြီးချစ်တော့အေးကျုကအရင်ကတည်းကမအေးအပေါ်မယိုင်းတယ်အေးကျုရှစ်တန်းနှစ်ယောက်တော့ရက်ွက်ထဲကအပေတေကောင်းအောင်ထုံးနဲ့ခိုးရလိုက်ခလေးတွေတပြွတ်ပြွတ်မွေးတအောင်တမလုံးကိုဖွားမုံကရှာကျွေးခဲ့ရရှာတာ ။အော်ဝေကျွေးကြည့်လိုက်တာနော်ဖွားမောင်ကဟုတ်တယ်မိရဲ့နောက်တော့ဖွားမောင်ကမျက်စိကအခြေအနေအတော်ဆိုးလာတော့အလောက်က မလုံနိုင်ရှားတော့ဘူးလေအဲ့တော့အေးကျူကရက်ွက်ထဲနှလုံးသုံးလုံးရောင်းတဲ့အလောက်လောက်ရင်းနည်းနည်းအစင်ပြေးလာတော့အမေကိုမကြည့်ဘူးပဲနှိမ်တော့တာပဲသမီးကနှိမ်မတော့သမက်ကဘယ်ပြောကောင်းမလဲအောင်ထုံးကငကိုကမှဖျားမသိတရားမသိလူမိုက်ကိုအဖွားကြီးခမညာသမီးရိုက်တာခံရ တမတ်ရိုက်ထားခံရနေပေါ့မမအနွေက ပြောနေရင်မျက်ရည်များပင်ဝဲနေချပါတယ်ခုရောသူ့တမတ်အောင်ထွန်းကဘယ်ရောက်သွားတာလဲဩမိရဲ့အကုသို့ကောင်းဆိုတော့အကုသို့ကအကျိုးပေးတာလေပြီးခဲ့တဲ့နှစ်ကလေးတွေအရန်တိုက်တော့လမ်းထိတ်ကကုန်တိုက်ကဆိုင်းပုတ်ကြီးပြုတ်ကြတာဘဲကိုကြတယ်မှတ်လေအဲ့ဒီဘေးကကိုရဆိုင်နားမှာ ကျွေရန်ကစားနေတဲ့အောင်ထွန်းခေါင်းပေါ်တက်တက်ပြုတ်ကြတာအောင်ထွန်းလည်းပွဲချင်းပြီးသေးပါရောလားဟင်ဟုတ်လားဟုတ်တယ်မိအောင်ထွန်းကအဲ့ဒီနေ့ကအဖွားကြီးခေါင်းကိုဖနှန်းနဲ့ကန်ပြီးအိမ်ကထွက်သွားတာတဲ့အေးကျုပ်ကသူ့အမေကိုလှောက်တာငိန်ခံနေတာပဲလားသူကပါဝင်လှောက်တာမအေးကိုအမလေးမမနွေရဲ့ကြောက်စရာကောင်းလိုက်တာဟုတ်တယ်မိအောင်ထွန်းတည်တော့ တနာမဲ့သူတယောက်မှမရှိဘူး။နာကူကားတွေလည်းအတော်နဲ့မလာတော့အလောင်းကရင်တလောင်းလောင်းနဲ့နောက်တော့သူ့အလောင်းကိုဆေးရုံတည်ပြီးရင်ခွဲရုံကနေပဲတကြိုးလိုက်တာ။သူ့အတုပါတော့လိုက်ပို့သူမရှိဘူး။ဒါတောင်အေးကျူက သူ့လင်သေးတာမေအေကိုအပြစ်တင်သေးတာ။အင်းအောင်ထွန်းသေးတော့ဖွားမုံကြီးအတွက်တပူအေးတာပေါ့။အဲ့လိုပဲဆိုရမယ်မိရဲ့။ သူ့မြေးတွေကရော အဖွားကြီးကိုမကြည့်ဘူးလားဒီမေအေကပောက်တဲ့တရေသားတွေမို့မတိတတ်တာမဆန်းပါဘူးอืมဒုက္ခမိတယောက်စိတ်မကောင်းဖြစ်နေမိပါတော့တယ်။ဩတိလာမိအောင်ထွန်းကြီးကတေးပြီးမကြုတ်ဘူးတဲ့။ဟင်ဟုတ်လားခြောက်တာလား။ဘယ်ပြောကောင်းမလဲမိရဲ့။သူနဲ့အမြဲတွဲတွဲဆိုးပေါ်ဆိုးပတ်ငတိုဆိုတဲ့ကောင်ရှိတယ်။ သူ့ရဲ့လက်မတစ်ချောင်းကတဆက်ပဲရှိလို့ငတိုလို့ခေါ်ကြတာအချိုးကလည်းတဆက်ငတိုလို့ခေါ်ကြတယ်မမတွေကပြောနေရင်မောသွားဟန်ဖြစ်အေးနေပြီဖြစ်တော့အကျန်းကြီးခွက်အားမော့ချာလိုက်ခါအောင်ထုံးတေပြီးတိတ်မကြဘူးတညမှာတော့ငတိုရဲကွာဘယ်ခွေးမှလူမထင်ဘူးဖီးကိုဆောက်ဆန်တဲ့ကိုအရက်တောက်တာဘာဖြစ်လဲ အရက်ပလင်းခါးချထုတ်ခါဒရင်တိုင်ဖြစ်ငါးကိုင်တုတ်ခါဆဲဆိုရင်ပြန်လာတော့ငတို့ကရှေ့နိုင်မြင်လိုက်ရတော့မြင်ခွင်အားကြည့်ကအမူးပင်ပြေးသွားပါတော့တယ်ကိုင်းရဆိုင်ရဲ့ဘေးမှောင်ရိပ်ထဲမှာကုန်းကုန်းကွက်ကွက်ဖြစ်လေးပတ်ထောက်ထွက်လာတော့အရေးတခုဟမ်အောင်အောင်ထွက်လာတော့ငယ်ချင်းငါငါ့ကိုမချောက်ပါနဲ့နော်အဲ့ဒီလိုရေရွနေစင်မှာပင် ်ဦးကောင်းတချမ်းကျင်းနေသောထိုအရာကြီးကပင်းကိုတကောင်ကဲ့သို့လင်းမြန်စွာသူ့ထံဥတီလာခဲ့ပါတဲ့အဲ့ဒီအချိန်ကမိုးရွာပြီးကစားအချိန်လည်းဖြစ်ညာလည်းအတော်နက်နေပြီမို့ထိုလမ်းမကြီးထက်၌ထိုအရာကြီးတစ်ခုတည်းသာရှိ၍ရှင်းရှင်းလင်းလင်းမြင်နေရပါတော့တယ်အမလေးအောင်ထိုးတည်းရဲ့ငါးစီလာနေပြီကယ်ရပါဦးငါတို့ကထိုးတော့ငေတံပေါင်းအော်လျက် ဒါရလန်အတိုင်းပြန်လှည့်ပြေးပါတော့တယ်။သူတောက်နေကြအရက်ဆိုင်ရှေ့အရောက်သတိလက်ခါမေးမျော သွားလိတော့တယ်။ဟမ်ကြောက်စရာပဲနော်မမနွေ။ဟုတ်တယ်မိ။နောက်အဲ့လိုဖြစ်ပြီးနှစ်ပတ်လောက်နေတော့ငတိုလဲဆုံးသွားတာပဲ။သူမတည်ခင်ကတော့အောင်ထုံးကသူ့ကို မကြခဏလားခေါ်တယ်ပြောတာပဲ။နောက်ပိုင်းအဲ့နေရာရှေ့ဖြတ်တဲ့ကားသမားတွေကညအစိုးကွန်းရခုံပေးမှာလေးဘတ်ထောင်းနေတဲ့အကောင်ကြီးလလို့ အရေးလိုလိုတွေးကြရတယ်တဲ့ခုတော့ကိုရဆိုင်ပိုင်ရှင်ပါကြောက်လို့ပြောင်းပြေးလေရဲ့အဲ့ဒီနားမှာမကြခဏပရိတ်တွေဘာတွေရွတ်ပေမဲ့မကြွပါဘူးညာနဲ့ချိန်ဆိုလမ်းပေါ်လေးဘက်ထောက်ပြီးပြေးနေတဲ့အရေးလိုအရာကြီးကိုမကြခဏတွေးကြရတဲ့အင်းမသေးခင်ကလည်းမယိုင်းတော့သေပြီးတော့လေပိတ်တာဘုံသားဘွားနဲ့ဟိုဟိုတီတီပြေးနေရတာနေမှာနော်ပေါ့မှာပေါ့မိရဲ့ဩမမပြန်လာရောမွင်နော် နောက်ရက်မှမမနွေနဲ့မိတို့ခွားမုံကိုသွားကြောရအောင်ဟုတ်မမနွေအိမ်ထဲမှာထွက်ခွာသွားတော့မမနွေရဲ့ကြောပြင်အားကြည့်ကမိတယောက်တမရှိကြည့်အားချလိုက်မိလေတဲ့ခွားမုံအကြောင်းသိရတော့အခါကိုရွေးပင်တနာမိခဲ့ပါတော့တယ်မိရေမိဒါမမနွေမိလဲမမနွေကိုမျောနေတာကျူရှင်တင်ပြီးပြီလားပြီးပြီမိရေ ကိုကသာခလေးတွေကိုတနာလို့အလကားတင်ပေးတာသူတို့လေးတွေကအလကားမို့တံပိုးမထားကြဘူးဒီနေ့ပြီးရင်တော့ရက်ွက်တွေကခလေးတွေကို စာတင်တဲ့အလုံနာပြီးကိုဟာကိုပဲတရားလေးပါလိမှတ်တော်မယ်ကောင်းတယ်မမနွေမမနွေကကြောင်းဆရာမဟောင်းတူဦးဖြစ်ကအပြိုကြီးဖြစ်လေတဲ့မမနွေအိမ်နဲ့မိတို့အိမ်ကကြောချင်းကလျက်ဖြစ်လေတဲ့စားစရာအချို့နဲ့စေဝါအာယူကဖွားမုံအိမ်ဘက်သို့ ဖွာလာခဲကြပါတယ်။ဖွာမုံဘာတွေလုံနေလဲ။ဆရာမလေးလားလာလေ ဖွာကထမင်းစားနေတာ။ဘာဟင်းနဲ့စားတာလဲဖွာ။အေးကျူကအဖွာစားဖို့ထမင်းခူးပေးခဲ့တာ။ထုံးစံအတိုင်းငပိရည်နဲ့ပေါ်ဆရာမလေးရဲ့။ဟင်မမနွေဖွာမုံပကံတဲ့ကိုကြီးလိုက်ပါဦး။ဟဲဖွာဖွာစားနေတဲ့စိန်ဆောင်ငပိက လောက်တွေနဲ့အနန်းတွေကလည်း နန်းစောနေတာပဲအဖွားရဲ့မတိပါဘူးဆီယာမလေးရဲ့အေးကျူကမအားလို့တဲ့ငပိလေ မဖုတ်ပေအားချပါဘူးစိန်ချောင်ငပိတကော်ကိုပကံပေးပုံပေးခဲ့တာအော်ဖွားရဲ့စိတ်မကောင်းလိုက်တာပေးပေးမိကိုအဲ့ဒီပကံမစားနဲ့တော့ဖွားပုတ်လောင်နေတာပဲမိကဖွားမောင်ကတနာလွန်တဲ့ဖြစ်ညည့်ရများပင်ကြလာခဲ့ပါတယ် သူကဘာတူလဲဆရာမလေး။ဩဖွာတို့ရဲ့အင်ရဲ့ဟိုဘက်ဘေးကရက်ကိုပြောင်းလာတဲ့သူပါ။အေးမီဆန်တဲ့သူ့နာမည်က။ဩပြောင်းလာကြပြီလား။အဲ့ဒီအိမ်မှာလူမရှိဘူးပဲ။ဖွာကထင်းနေတာ။ဟုတ်တယ်ဖွာ။သူတို့ကလင်မယားနှစ်ယောက်ထဲဆိုတော့အတန်တွေဘာတွေတိတ်မကြားရဘူး။ခလေးရှိရင်တော့အတန်တွေဘာတွေကြားရမှာပေါ့။ဒါပေါင်းသမီး။ဖွာမုံကမိအားလက်လေးဆွဲကား သူ့ရဲ့တုံချီပိန်ညော်နေသောလက်ချောင်းလေးများဖြင့်မီးရဲ့မျက်နှာအားခပ်ဖွားဖွားဆန်းကားသမီးခလေးမယူနဲ့နော်ဖွားလို့ဖြစ်လိမ့်မယ်ဖွားတော့ဝွကျွချင်းလာပါပြီရှင်နေခြင်းထက် သေခြင်းတရားကပိုအေးချမ်းလိမ့်မယ်ထင်တယ်အသက်ရှင်ရတာပင်မနဲ့သမီးရဲ့ဒီမာကြည့်ဖွားကိုအေးကျူကဆွဲစိတ်ထားတာဖွားရဲ့အင်ကြီးအစုပ်လေးအားပင့်ကသူ့လက်မောင်းအားပြလေရာအညိုအမဲကွက်များစွာ တွေးလိုက်ရလေတဲ့။အော်ဖွားရဲ့မီးရင်တဲ့မကောင်းလိုက်တာရှင်။မီးရောမမတွေပါမျက်ရည်များကြားမိကြပါတဲ့။ဖွားရော့ပဲနုလေးနဲ့ကိတ်မုတ်။သာရုသာရုသာရုဖွားသမီးလေးတွေကျမ်းမာလို့အသက်ရှည်။သာဆိုသမီးဆိုရံမှကင်းဝေးပါစေကွယ်။ဖွားမုံကတုံတုံချစ်ချစ်လက်ကလေးဖြင့်ကိမ့်မုတ်အားယူကား အငမ်းမရဆားရှပါတယ်ပဲနို့အားလည်းတဘူးလုံးကုန်အောင်တောက်လိုက်ပြီးအရန်ကောင်းတဲ့သမီးတို့ရဲ့ကျေးဇူးပါနော်ဖွားမောင်ကလက်အုပ်ချီကဆို့ချပါတယ်အိုးဖွားရဲ့လက်အုပ်မချီပါနဲ့သမီးတို့ငရေကြီးနေပါမယ်ဒါကဖွားတောက်ဖို့အားစေဒါကပဲနို့ဒါတွေသမီးတို့ပြန်ယူသွားပါထားခဲ့လေအဖွားမစားရမတောက်ရဘူးအေးကျူက အကုန်ယူသွားမှာ ခုတောင်သူမရှိလို့သမီးတို့ကြွေးတာဖွာစားရတာကဲသမီးတို့ပြန်တော့ဓာတွေပြန်ယူသွားခဏနေသူပြန်လာရင်ဖွာနဲ့သမီးတို့ကိုရန်လုံးလိုက်မယ်သွားတော့သွားတော့မီးတို့လည်းအိမ်တို့ပြန်လာချပါတယ်အိမ်တို့ရောက်တော့အခါနှစ်ဦးသားစကားပင်မဆိုနိုင်ကြပါမျက်ရည်များသာကြနေမိကြပါတယ်အရင်ကတော့မမနွေတယောက်ထဲငိုရတယ်ခုမီးပြောင်းလာတော့အတူငိုဖို့အဖော်ရှိပြီပေါ့ မတီးဦးမမနွေရဲ့မိလေမိတိတ်ဝမ်းနေတာပဲလောက်တွေနဲ့ငပိအစိမ့်ကိုမအေကိုကျွေးရတဲ့သားသမီးမျိုးဒီကဘာမှာရှိနေသေးတာကိုသိရတာရင်နာလို့မဆုံးဘူးမမကတော့မထူးဆန်းတော့ပါဘူးမိရဲ့အေးကျူလဲမအေနေရရောက်နေပြီပဲတနေ့တော့သူ့အမေနေရမှာကိုချင်းစာတက်လာမှာပါအမြန်ဆုံးကိုချင်းစာတက်လာပါစေလို့ဆူတောင်းမိတယ်မမနွေရဲ့ အခါလုံးမိုးတို့ကတဖွဲ့ဖွဲ့ရွာနေခဲ့ပါတယ်။ရွမ်းနုပြိုတွေကအပင်ထက်နိုင်ဝေးစားနေပါတယ်။ကြွေလွင့်သွားသောရွက်အိုခြောက်များသည့်သာမိုးရိပ်နှင့်ဖုံများကြား၌လူလွန်နေကြပါတယ်။မိရေမိဖွားမုံဆုံးပြီ။ဟင်ဟုတ်လားမမနွေ။ဟုတ်တယ်မိညာကချီးပါချလို့ဆို အေးကျူကအပြင်ဆွဲထုတ်ပြီးရေလောင်းတယ်။ပြီးတော့မှတ်လောက်သားလောက်အောင်ဆိုပြီးအောက်ပိုင်းဖလာနဲ့ထားတယ်လေ။ အေးပတ်ထာနေမှာဟာမမနွေရမီးလေမီးစိတ်မကောင်းလိုက်တာမီးကမျက်ရည်များကြာမှကြောင်အိမ်ပေါ်၌တင်ထားသောပဲနို့ဘူးလေအားလှမ်းကြည့်မိပါတဲ့တောက်သူမဲ့သွားသောပဲနို့ဘူးလေကကြောင်အိမ်ပေါ်၌အထီးကျန်စွာငိုနေရှာပေမည်လားမပြောတတ်ပါဟာရက်ဆက်လိုက်တာကွာကိုယ်စိတ်မကောင်းလိုက်တာညာကရေတပွန်းပွန်းလောင်းနေတန်ကြားလိုက်တယ် အဲ့ဒါအေးကျူကသူ့အမေကို ရေးနဲ့လောင်းနေတာဖြစ်မှာ အတော်ရက်ဆက်တယ်မိမပဲမျက်မမြင်အမေအိုကြီးကိုကွာကိုနိုင်ကပြောနေရင်မှအတန်များတိမ်ဝင်သွားခဲ့ပါတယ်မိလေမိဖွားမုံကိုတနာလိုက်တာကိုနိုင်ရဲ့ဘယ်တက်နိုင်ပါမလဲမိရဲ့ကိုတို့လဲဖွားမုံကို နေတိုင်းပဲနို့တွေသွားလှူနေတာပဲဟုတ်တယ်မိမမတွေကမဟုတ်လှူတယ်မိတို့လင်မယားက ပဲနို့လှူတယ်ဖွားမုံလည်းကျင်းတ်မှာပါခုတော့ဖွားမုံဝစ်ကြွတ်သွားတာပေါ်မိရဲ့တောင်းဦးသားဖွားမုံအိမ်ဘက်သို့မျက်ရည်ကိုစီဖြစ်လှမ်းကြည့်လိုက်မိကြပါတယ်ဖွားမုံကသူ့အိမ်ရဲ့ဖះเจ้าဆောင်ရှိ၌အေးချမ်းစွာလဲလျောင်းနေပေလက်မိဖွားမုံရဲ့အတူပါကအလွန်စီကားပါတယ်ရက်ွက်ထဲကလူတိုင်းကဖွားမုံကို ချစ်ကြပါတယ်အဲ့ဒီအတွက်ကြောင့် ဖွားမုံရဲ့နောက်ဆုံးခရီးအားအလားအပါဆုံးဖြစ်အောင်အားလုံးကဝိုင်းဝန်းကူညီပေးခဲ့ကြလိမ့်တဲ့ဖွားမုံတည်ပြီးနောက်ပိုင်းအေးကျူရဲ့အိမ်တို့မြည်သူမြဝင်ထွက်သွားလာမှုမပြူချတော့ပါ အေးကျူရဲ့ရခင်လို အော်ဟစ်ဆဲဆိုတံများကိုလည်းမကြားရတော့ပါအေးကျူရဲ့အမင်္ဂလာအတံများမကြားရတော့မနက်ခင်းတို့ရဲ့စီးစာသည်ပို၍လှပသည်ဟုပင်ထင်နေမိပါတယ်မိက ဖွားမောင်အားမကြခဏတတိယမိပါတယ် ဖွားမောင်ကြိုက်တတ်တဲ့ပဲနို့ဘူးလေးများမြင်လျင်လဲတတိရတတ်ပါတယ်အယိုးပြန်ပြန်လေးထနေတော့လက်ကလေးအအသာအရာနှိပ်ပေးလျင်ပြုံးနေတတ်သောဖွားမောင်ကိုလွမ်းပါတယ်ပြီးသေးသွားလျင်နိုးထမင်းဤလေဝဲလာရန် မှားထက်သောဖွားမောင်ကိုချစ်ပါတယ်သွေးမတော်သားမဆက်ဖဲမိကဖွားမောင်ကိုချစ်ပါတော့လဲသွေးသားအရင်အေးကျူကဖွားမောင်အပေါ်ရက်ဆက်လွန်လှပါတယ်မိရေမိ ဟဲမမຫນွေမတွေ့တာတောင်ကြာပြီ မိကမမຫນွေ အိမ်သွားတော့မမຫນွေတရားစခန်းဝင်နေတယ်ပြောလို့ဟုတ်တယ်မိဖွားမုံသေးပြီးနောက်တရားကိုပဲအာယုံပြုကျင်တော့တယ်တန်ဝေခတွေလည်းရနေမိလို့လေဟုတ်ပါမမຫນွေမိသိပြီပြီလားအေးကျူအကြောင်းဟင်းမသိပါဘူးသူ့ကိုအမြင်ကတ်လို့ကတ်မနေနဲ့မိသူ့ဝစ်လဲနေပြီဟင်းဟုတ်လားသူဘာဖြစ်လို့လဲ ်ဖွားမုံသေးပြီးတလားလောက်ကြတော့သူ့ရှာမှာအနာပေါက်လာတဲ့ဟင်ဟုတ်လားဟုတ်တယ်မိနောက်တော့အဲ့ဒီအနာကပြည်လိုက်ပြီးပေါက်လာတာသူဘာမှတော့မဆားရဘူးတဲ့အဲ့ဒီအနာကလောက်တွေကသူ့ပါဇက်ထဲမှာဖွေးလို့တဲ့ဟင်ဟုတ်လားဟုတ်တယ်မိမိခင်ကိုလောက်တက်နေတဲ့ငပိတွေကျွေးခဲ့တဲ့မိမလေးမအေဝိပပတ်ဆက်ဆက်လဲတာ ဩဝစ်ဆိုတာနောက်ဘဝမကူဆိုတာသိမှန်တယ်နော်မမနွေနောက်တော့ရှာလဲကြည့်ပြီးပြက်ကြသွားတယ်တဲ့ရှာပြတ်တော့စကားကဘလုံးပထွေးနဲ့လေနောက်ပူတယ်ပူတယ်ဆိုပြီးသူ့ကိုယ်ပေါ်ရေတွေ လောင်းခိုင်းတဲ့ဟင်ဒါကဖွားမုံကို သူ့ရေတွေပိတ်လောင်ခဲ့လို့နေမှာဒီထက်အံ့ဩစရာရှိသေးတယ်ဘာများလဲမမနွေသူဟာအယမ်းပူလို့အဝတ်တောင်မကပ်ပဲ အဝိပလာနဲ့အခန်းထဲမှာနေရတယ်တဲ့ဟာသူဖွားမောင်ကို အောက်ပိုင်းပေးမှုဖြစ်ဗလာနဲ့ထားလို့ဖွားမောင်တေခဲ့ရတာမို့လားခုတော့မတေခင်အဝိပလာနဲ့နေရပြီပေါ့ဟုတ်တယ်မိရဲ့မမနွေလည်းကြာကြာချင်းယုံတော်မယုံဘူးဖေဟာဖေဟာအကုသူများတဲလဲကြောက်เสียကောင်းလိုက်တာအေးကျူတယောက်တော့သူ့အမေဝတ်တွေကောင်းကောင်းကြီးလဲနေပြီပေါ့ဒါကြောင့်သူ့အတန်လဲမကြား သူ့ကိုလည်းမမြင်မိတာကိုဟုတ်တယ်မမနွေလည်းသူ့ကိုမမြင်လို့သူ့သမီးစီမေးကြည့်တော့မှ သိရတာ သူ့သမီးကလည်းသူ့အမေဒီလိုဖြစ်နေတာကိုသိတော့ရှက်လို့ဘယ်သူမှမပြောဘူးကြိတ်ကူနေတာခုတော့မစားနိုင်မတောက်နိုင် ဖြစ်ပြီးတေကန်နီးပြီတဲ့ဒါကြောင့်မမနဲ့မိတို့ကို သူ့အမေကိုလာကြည့်ပြီးအားပေးစကားပြောပေးပါအောင်တဲ့ကောင်မလေးကပြောလို့အင်းသွားရုံပဲလေမမနွေ မိတို့နှစ်ယောက်ကအေးကျူတို့အိမ်ဘက်သို့လာခဲ့ချလိတဲ့တချိန်ကဖိုအိမ်လေးတဲ့သို့အေးကျူမရှိချိန်ခဏခဏလာခဲ့ဖူးပါတဲ့အေးကျူရှိသည့်အချိန်တချိန်မြပင်မလာခဲ့ဖူးပါယခုတော့အေးကျူကိုကြည့်ရန်အတွက်ဤအိမ်သို့ရောက်လာခဲ့ရလိမ့်ပြီလာအန်တီနွေမမေကအခန်းထဲမှာခလေးမကအခန်းတကားအားဖွင့်လိုက်ရာဟာ နှစ်ဦးလုံးရဲ့နှုတ်မှအာမေရိတ်တံများထွက်ပေါ်လာခဲ့ပါတယ်။အခန်းထဲ၌အယိုးပြန်ပြိုင်ခန္ဓာကိုယ်ဖြစ်ကိုလုံးတီထိုင်းနေတော်သူကအေးကျူမှဟုတ်ပါလိမ့်စား။အေးကျူရဲ့ပုံစံကပိတ်တာပုံသားတအုပ်နှစ်ပင်တူနေပါတယ်အေးကျူအားကြည့်ကဖွားမုံအားအေးကျူခေါ်နေတော့ပိတ်တာအိုမာကြီးဟုသောခေါ်တန်အားမိရဲ့နားထဲ၌အထက်ထက်ကြားရောင်လာမိပါတယ်အေးကျူကမိတို့အားတွေ့သောအခါဗဇတ်မှဘလုံးပရွေးဖြင့် ော်ပါတော့တယ်။သူပါဇက်ဟတော့အခါသူ့ထံမှာအပုံနံကထောင်းထောင်းထသွားပါတယ်။ဟုတ်ပါတယ်။ထို့အပုံနံကဖွားမောင်ထမင်းပကံတဲကငပီပုံနံပါမိကကောင်းကောင်းချင်းမှတ်မိနေပါတယ်။လိုက်တက်လာတဲ့အန်ဂျင်စိတ်အားမနှဲမျိုးသိမ့်ထားရလေတဲ့။အေးကျုကပါဇက်မှာတဘာဘာအော်ကသူ့ရင်ဘတ်အားသူ့ထုကငိုပါတော့တယ်။အမေစိတ်ကိုထိန်းပါ သူ့သမီးကသူ့အာထိန်းနေရင်ငိုရှာပါတယ်။အေးကျူကမိတို့ဘတ်တို့လှဲ့ကလက်အုပ်ချီကတဘာဘအော်ပြန်တယ်။မမီကအန်တီတို့ကိုကျေးဇူးတင်ပါတယ်တဲ့။ဖွားမုံကိုအန်တီတို့သူမရှိချိန်လာဆောင်ချောက်ပေးခဲ့လို့ပါတဲ့။အဲ့ဒီနောက်သူကသူ့သမီးအားရင်ပန်းနေကြောမြအားပုတ်ပြလေးတဲ့။အဲ့ဒီအခါသူ့သမီးကအိမ်ပြင်သို့သွားကရေတပုံးဆွဲလာပြီးသူ့ပေါ်သို့ သွန်ချလိုက်ပါတယ်။အိုးမိကစိတ်မကောင်းဖြစ်ကအကြည့်အားလွှဲလိုက်မိပါတယ်။မမနွေရဲ့မျက်နှာကလည်းအလွန်စိတ်မချမ်းမြေ့ဖြစ်နေပုံရပါတယ်။အန်တီတို့တိလာသမီးအမေကလည်းအဖွားမုံအပေါ်အရန်ရက်ဆက်ခဲ့လို့ဝှက်လေနေရတယ်။သမီးတော့အမေကိုကြည့်ပြီးတန်ဝေခရရတယ်။သမီးတက်နိုင်သလောက်အမေကိုမညုံမညင်ပြုစုပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့သမီးကဝစ်လယ်မှာကြောက်လို့ပါအန်တီတို့ရဲ့အေးကျူရဲ့အိမ်မှပြန်လာတော့အခါနှစ်ဦးသားစကားဆုပ်ဖွဲ့ရာမရှိကြတော့ပါ အတွေ့အကြုံဖြင့်ငြိမ်သက်နေမိကြပါတော့တယ်မိရဲ့မမတော့လေຢာတပ်ပံယောဂီဝတ်တော်မယ်လို့ဆုံးဖြတ်လိုက်ပြီးတန်တရာကမလုပ်ပဲအေးကျူလိုအမားမျိုးကြုံမိရင် ဝေကျွေးဆက်မကုံတော့လို့လေဒါကြောင့်မမတော့ຢာတပ်ပံယောဂီအဖြစ် နေသွားတော့မယ်။ကောင်းတာပေါ်မမနွေရဲ့မိလဲတနေ့တော်မမလို့ယောဂိဖြစ်အောင်ကြိုးစားရအောင်ပဲ။အိမ်ထဲမှာထွက်ခွာသွားတော့မမနွေအားကြည့်ကာမိတစ်ချက်ပြုံးလိုက်မိပါတယ်။နှွေဦးပေါက်ပြီးမို့အပင်ပေါ်ရှိအရွက်တို့ကလေးတိုက်တိုင်းသူ့ထက်ငါအပြိုင်ကျွေစင်းနေကြပါတယ်။ဘယ်အချိန်၌မိမိကျွေမိအချိန်ရောက်လာမည်ကိုမသိကြပါဟုတ်ကဲ့ပါခင်ဗျာ စာရေးသူနန်းကြညို ရေးသားထားတဲ့ဝိဆိုတဲ့သတိတံဝေကရစီရဇလံကောင်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလံလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အဆီဇင်တင်ဆက်သူကတော့ကျွန်တော်ကြော်ထက်ပဲဖြစ်ပါတယ်ခင်ဗျာ